အားလုံးပဲမင်္ဂလာပါကျွန်တော်က MNBR အောင်ကျသူပါဒီနေ့မှာတော့ကျွန်တော် page မှာတမေးတဲ့လာမင်းနေတဲ့ဖုန်းလေးတစ်လုံးကို first impression လို့ပေးတော့ပို့ရှိတယ်တခြားဖုန်းတော့မဟုတ် Redmi ရဲ့ K35G ပြောရမယ်ဆိုရင်ရှိရှိသမျှအကုန်လုံးကိုပက်ကေးသွားတဲ့ကောင်ပေါ့ဗျာအဲ့တော့ဒီဖုန်းကိုကျွန်တော် review ညီကူညီပေးတာ စံတော်ချိန်မိုဘိုင်းမော်ဒယ်များအကူအညီပေးထားတာပါအဲ့အတွက်ကျွန်တော်လုပ်ပေးထားတဲ့ဒီ first impression ကိုသဘောကျလို့ဒီဖုန်းကိုဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီ page ရဲ့ caption မှာဒီ post ရဲ့ caption မှာတက်တွဲပေးထားတဲ့စံတော်ချိန်မိုဘိုင်းမော်ဒယ်များမှာအပီလို့ရရဲဆိုတာလေးကိုလည်းတပါတယ်မန်ရှင်းလုပ်ပေးခြင်းနဲ့ဆိုတော့ကျွန်တော် first impression လေးစလိုက်တာပေါ့ K30 5G နဲ့ဒီ K30 4G ကဘာကွာသွားလဲဆိုတော့အဆိုစီကွာသွားမယ်နောက်ပြီးတော့ဒီ charging speed လေးကွာသွားမယ်နောက်ပြီးကင်မရာဘိုင်းမှာ macro camera မှာ megapixel ဒီ K30 5G ကပုံများလာမယ်ဆိုတော့ဒီနှကောင်နှစ်ခုရဲ့ SOC ကွာသွားတဲ့အတွက် performance ကအရန်ကွာသွားလားမေးရင်တော့မကွာသွားဘူးလို့ပဲပြောရမှာပါ။ဘာလို့လဲဆိုတော့ high performance ကိုမှဒီကောင်က0.1လေးပိုများလာတယ်။အဲ့အတွက်ဒီ Snapdragon 730G နဲ့ Snapdragon 765က performance ပိုင်းတော့မကွာသွားဘူး။ဒါပေမဲ့ Snapdragon 765ကဒီ 5G ကို support လုပ်တဲ့အခါကျတော့သူတို့ 5G modern ထပ်ထည့်တယ်အဲ့တော့ဒီ K30 5G က 5G ready device ဖြစ်သွားမယ်နောက်ထပ် charging speed အရင် K30 4G မှာ 27W ကိုပဲ support လုပ်ပေးထားတယ်ဒီကောက်မှာ 30W ကို support လုပ်ပေးထားတယ်အဲ့အတွက်အားသွင်းရတဲ့အချိန်အားရောဘယ်လောက်ကွာသွားမလဲဆိုတော့ထန်ကုန်ကွာလ10မိနစ်15မိနစ်လောက်ပဲကွာမှာပါနောက်ထပ် macro camera macro camera ကတော့ personally မကပ်ပစ်စပ်ပုံများတော့သဘောကျတယ်ဆိုတော့ဒါကျွန်တော်ဒီဖုန်းနှလုံးကဘာတွေကွာသွားလဲဆိုတာကို experience တွေပြန် share ပေးလိုက်တာအဲ့တော့အခုချိန်မှာကျွန်တော်လာပြီးဒီဖုန်းနှလုံးထဲကဘယ်ဖုန်းဝယ်ရမလဲဆိုတော့ personally ဒီ K35G ကိုပဲကျွန်တော် recommend ပေးမိမှာပါပြောရမယ်ဆိုရင်ဒီ K35G ကဒီစင်းနဲ့ဝင်ချိန်မှာတခြားဖုန်းတွေကသူ့ကိုတော်ရုံနဲ့ရှင်းနိုင်ဖို့ခက်လောက်တဲ့ specification တွေနဲ့ထွက်လာတဲ့ကောင်ဘယ်သူမှသူ့ကိုလာပြီး K ဖို့တော်ရုံနဲ့မလွယ်ဘူးလို့ personally မြင်တယ်အဲ့တော့ဒီကောင်ရဲ့ display မှာ 120Hz နဲ့လာတယ်ပုံမှန်ဗျာ 1080p IPS LCD panel ကိုသုံးပေးထားတယ်။အဲ့အတွက် 120Hz ကိုသုံးရတာဘယ်လိုနေလဲဆိုရင်တော့ Snapdragon 765ရဲ့အခုလောလောဆယ်တော့ MIUI 11ပဲရသေးတယ်အဲ့တော့ MIUI 11အနေနဲ့ဒီကောင်လေးရဲ့ optimization ပေါင်းလိုက်တဲ့အခါကျတော့ဒီကောင်ပေါ်မှာသုံးရတဲ့ application တန်းက smooth ဖြစ်နေတယ်လို့ခံစားရတယ်။ဒီကောင်က option ကို 120Hz နဲ့ 60Hz နှစ်ခုတစ်ခုပဲရွေးကွင်ပေးထားတာ auto pay မပြောင်းတဲ့အတွက်ကျွန်တော်ကတော့ 120Hz ကိုအမြဲတမ်းရောက်ဖွင့်သုံးပြတယ်အဲ့လိုသုံးတဲ့အခါမှာလည်းခုနကပြောသလိုအရာရာတန်းမြန်ဆန်နေရအောင်ခံစားရတယ် ဲ့တော့ဒီကောင်းရဲ့ပန်ရဲ့ quality ကဘယ်လိုနေလဲမင်းတော့တခြားဒီဈေးတန်းဝန်းကျင်တွေဖြစ်တဲ့ဒီ Redmi Note 9S နောက်ပြီးတော့ဒီ Redmi Note 8 Pro နောက် Realme 6နောက် Redmi K30 4G အဲ့လိုပန်ရဲ့ quality လောက်ပဲရှိမယ်ဘာလို့လဲဆိုတော့ဒီကောင်းတဲ့ image enhancement တွေအရန်ကောင်းပြီးဆိုရှယ်တောက်နေတဲ့ဘက်ကိုသွားထားတာမဟုတ်ဘူးပုံမှန် LCD ပေါ်မှာ 1080p သုံးထားတဲ့ panel quality ပဲရှိမယ်။ဘာပဲပြောပြောပြောမယ်ဆိုရင်ဗျာဒီ 120ဟက် support လုပ်ပေးထားတယ်ဒီကောင်တော်တော်လေးတန်နေပြီလို့ပြောလို့ရတယ်အဲ့တော့ဥမာထပ်ဆောင်ပြီးကျွန်တော်ရလိုက်တာ HDR support လုပ်ပေးထားတဲ့အတွက်ကျွန်တော် YouTube က HDR content နေကြည့်မယ်ဆိုရင်လည်းဒီကောင် HDR ready device ဖြစ်သွားပြီနောက်ဒီကောင်ရဲ့ design နဲ့ build quality ပိုင်းဆက်ပြောမယ်ဆိုရင်ဒီအနောက်ဘက်က glass ကကျွန်တော်တော်တော်လေးသဘောကျတယ်ပြောမယ်ဆိုရင်သုံးသိန်းဝန်းကျင်ဘယ်ဖုန်းမှမဒီ view ကိုမရတော့အမခံလို့ရတယ်လောလောဆယ်လက်ရှိဒီသုံးသိန်းဝန်းကျင်ဆိုရဲဈေးကွက်ထဲမှာရှိပါတယ်ဆိုရဲဖုန်းတွေထဲမှာဒီတကောင်နဲ့အဲ့ premium sense နဲ့ view ကိုပေးနိုင်လိမ့်မယ်လို့ထင်တယ်အဲ့တော့ ဒီကောင်ရဲ့ design ကတော့တယောက်ချင်းစီအမြင်လိုက်ကြိုက်ကွဲလွဲနိုင်တယ်။ The Lotus personally မြင်တာကတော့ဒီအယောင်ပေါ့နော်။သူတော့အဖြူလို့ပြောတာပေါ့။ဒါပေမဲ့ပြောရမယ်ဆိုရင်ခင်းရောင်ဘယ်လေးနည်းနည်းတော့တန်းတယ်။ပိုတန်းတယ်လို့မြင်တယ်။ဒါပေမဲ့အဖြူဘက်ကိုမရောဘူးလားဆိုတော့လည်းရောက်နေတယ်။ဒီအယောင်လေးကနည်းနည်း dry ဖြစ်စေအယောင်ပေါ့နော်။ကြိုက်တယ်ကျွန်တော်ကတော့ဒီအယောင်ကို။အဲ့တော့ဒီနောက်ဘက်မှာ သူတို့ကကင်မရာဘန့်ကိုဒီထိထားတဲ့အတွက်သူတို့ fingerprint ထားစရာနေရာမရှိတော့ဘူး။ထားမှဆိုရင်ဒီလောက်ထိဒီအောက်လောက်ထိနေရာရောက်သွားမယ်။အဲ့တော့ဒီကောင်လေးကသူတို့ဒီ side mode တဲ့ fingerprint ကိုတွန်းလိုက်တယ်။ side mode တဲ့ fingerprint ကလည်းညံပါတယ်။ပြောရမယ်ဆိုရင်တော့ဒီဈေးတန်းဝန်းကျင်မှာတွေ့နေရတဲ့ side mode တဲ့ fingerprint နဲ့အတူတူပဲလို့ပြောလို့ရတယ်။အဲ့တော့ဒီကောင်ရဲ့အလေးချိန်200ကျော်ရဲပေါ့နော် gram က။ထားမှလက်ထက်မှကန်ရတာဟို weight လေးနေတဲ့ဖုန်းတစ်လုံးကိုမခံစားရပဲ။ဒီနောက်ဘက်က test ကြောင်ကျွန်တော်တို့က ဟိုစီးစီးပန်ပန်ဖုန်းတလုံးကိုကင်ထားရတယ်လို့ခန်းစားရတယ်။အဲ့တော့ဒီဇိုင်းပိုင်းရဲ့ big quality ပိုင်းမှာလည်းဘာမှအပြစ်ပြောစရာမရှိဘူးလို့ကျွန်တော်ကတော့မြင်တယ်။အဲ့တော့ထောက်ပြစရာမရှိဘူးဆိုတော့မဖြစ်နိုင်ဘူး။တခုခုထောက်ပြဆိုရင်တော့ဒီကင်မရာ၄အောက်ကိုကျွန်တော်ကတော့တိတ်မကြိုက်ဘူးလို့ပဲမြင်တယ်။ကျွန်တော်ကတော့ပြောစရာမရှိဘူး။အဲ့တော့ performance ဒီကောင်ရဲ့ benchmark ကိုကျွန်တော်တိုင်းကြည့်လိုက်တဲ့အခါကျတော့ဒီ given strike ပေါ့နော် given fight ကိုတိုင်းကြည့်လိုက်တဲ့အခါကျတော့ single goals က958 multi goals က1986ဆိုတော့ဒီ benchmark ကပြောရမယ်ဆိုရင် mirroring share မှာမှာတော်တော်လေး upper mirroring level လောက်ထိရောက်တဲ့ benchmark လို့ပြောလို့ရတယ်ဒါပေမဲ့ SOC ကအသစ်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့တချို့တချို့သော application လေးမှာတော့ဒီကောင်က optimization လေးရလုံးမယ်လို့မြင်တယ်အထူးသဖြင့်ဒီ PUBG လို game မျိုးကစားရမယ်ဆိုရင်အခုချိန်ထိဒါ HD ကမရသေးဘူး။နောက် smoothie ထားစားမယ်ဆိုရင်တော့မှပဲ H20 ထိမရသေးဘူး။ဒါတော့နောက်ပိုင်းရာကောင်းရလာနိုင်တယ်ပေါ့နော်။ရလာဖို့များပါတယ်။ရလာဖို့ရှိရလို့လည်း personally ရောမြင်တယ်။အဲ့တော့ကျန်တဲ့ပိုင်းမှာတော့ဒီကောင်က performance ကထူးထွေပြီးပြောနေစရာမလိုဘူး။လောလောဆယ်ဒီကောင်နဲ့ကျွန်တော် မိုဘိုင်းလီဂျန်၃ဘွဲ့ကစားပြီးွားပြီပပ်ဂျီ၃ဘွဲ့ကစားပြီးွားပြီဆိုရှယ်မီဒီယာတော်တော်၃ဘွဲ့အချိန်မှာတော့ဒီကောပာဖော်မန့်ကဟန်းသွားတာမျိုး၄သွားမျိုးလက်သွားမျိုးမရှိဘူးအဲ့လိုပဲကင်မရာရိုက်တဲ့အချိန်မှာလည်းရှက်တာလက်တာရေးဘာရေးဘာမှမရှိဘူးဆိုတော့ performance ကတော့ AC နှစ်နှစ်လောက်ထိတတရရရတုံးလို့ရတယ်ဒါပေမဲ့တခုပဲကျွန်တော်သတိထားစေချင်တာဒီကောင်က global version လာမှာမဟုတ်ဘူးလောလောဆယ်မှာကျွန်တော်တွေ့ရတဲ့လောက်ကဒီ Google update အကုန်လုံးကိုကျွန်တော် ပြန်ထည့်တာတော့ AC တတရရရထည့်လို့ရတယ် တခုပဲဒီ Food Panda app ကိုကျွန်တော်စမ်းကြည့်ရပါတော့စမ်းကြည့်တဲ့အခါမှာတော့ Google Play Service အာ updating ဆိုတဲ့နေရာမှာပဲရက်နေပြီးတော့ဒီ location ကိုကျွန်တော်တို့ location scan မလုပ်နိုင်ဘူးအဲ့ဒီချက်လေးကတော့နောက်ပိုင်းတော့ຢာကောင်းຢာသွားနိုင်တယ်လို့မြင်တယ်ဒါမှမဟုတ်တချို့သူတွေຢာပြီးရဲ့သူတွေရှိနေလဲရှိနေမယ်ကျွန်တော်ကဒီ device ကိုဒီနေ့မှစမ်းသုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါကိုစမ်းသပ်နေစေကာလမှာပဲဒီတစ်ချက်လေးတော့တွေ့ရပါတော့။အဲ့လိုပဲဒီကော storage bank မှာလည်း 64GB နဲ့ပဲလာမယ်။အဲ့တော့ကိုက storage ကိုဘယ်လောက်ထိ demanding ဖြစ်တဲ့သူလဲ ဲ့နှစ်ချက်ပေါ့နော်ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ global version နာမှာမဟုတ်ဘူးဒါပေမဲ့ Google service app တွေတော့ထည့်သုံးလို့ရတယ်။ Now storage မှာ sixty gb ပဲရှိမယ်ဆိုတော့နှစ်ချက်ကတော့နည်းနည်းစဉ်းစားစရာဖြစ်လိမ့်မယ်လို့မြင်တယ်။အဲ့ဒါလွှဲတော့ကျွန်တဲ့နေရာမှာအလုံးမှာ okay ရလို့ပြောလို့ရတယ်။အဲ့တော့ camera ဘိုင်းဆက်ပြောအောင်ဒီကောင်က main sensor ကို64 megapixel နောက်ပြီး8 megapixel ultra wide နောက်5 megapixel macro နဲ့2 megapixel depth ဒါတော့ spec တွေပေါ့နော်အဲ့တော့5 megapixel macro ကတော့ဒီ K30 4G နဲ့အဓိကကွာသွားတဲ့အချက်ဖြစ်တယ် မက်ခရိုကင်မရာမှာမဂါပစယ်ကလိုလိုပါတယ်ကျွန်တော်အနီးကပ်အသေးစိတ်လေးရိုက်တဲ့အခါမှာမဂါပစယ်များမှာကျွန်တော်ဒီဒီစ်ပို့ရမှာပါအဲ့တော့ဒီကောက်မှာ5မဂါပစယ်မက်ခရိုထည့်ပေးလိုက်တာအများကြီးဝက်ကန်လုပ်လို့ရတဲ့အနေထားမှာရှိတယ်အဲ့လိုပဲဒီ main စင်ဆာနဲ့ရိုက်လိုက်တဲ့ပုံတွေကလည်းတခြားဒီ3သိန်းဝန်းကျင်ဆိုတဲ့ဈေးထဲမှာတခြားဖုန်းတွေထက်မတိုင်းအောင်နေမယ်မညံ့ဘူးခေါင်းတလုံးမနှိမ့်ဘူးဆိုတဲ့အနေထားမှာရှိရတယ်။လောလောဆယ်ခုနကကျွန်တော်ဆန်ရကြီးရတဲ့လောက်က portrait ပုံတွေမှာလဲ dynamic range ကတော်တော်လေးကောင်းတယ်။နောက် ဒီပြောရမယ်ဆိုရင်သူ့ရဲ့ main စံစာရဲ့ DD structure ကတော်တော်လေးကြောက်ဖို့အောင်ကောင်းတယ်အဲ့တော့တခုပဲကျွန်တော် night mood ကိုနည်းနည်းလေးတော့စမ်းဖို့လိုအောင်မယ်လို့ထင်တယ်နောက် video ဘိုင်း video ဘိုင်းမှာဒီကောင် 4K ကို30 frame per second ထိရိုက်လို့ရတယ် okay အဲ့အပြင်ဒီ Xiaomi ရဲ့ vlogging features တွေဖြစ်တဲ့ short vlog တို့ဒီ stabilization တို့နောက်အဲ့လိုဟာတွေအကုန်လုံးပါလာတဲ့အခါကျတော့ဒီကောင်ရဲ့ video camera ဘိုင်းကလည်းလက်ရှိတော်တော်လေးသဘောကျဖို့ကောင်းတဲ့အနေအထားမှာရှိတယ် အဲ့တော့ selfie camera selfie camera ကတော့ကျွန်တော်ပြောရမှာဆိုရင်ခုထိမဆန်းရသေးဘူးအခုမှစပြီးတော့ဆန်းရိုက်ကြည့်လိုက်မယ်တော်တော်လေးအဆင်ပြေဘာမှအပြစ်ပြောကြမလို့အဲ့တော့ smooth နည်းနည်းလေးရောဖြစ်တဲ့ဘက်ကိုရောရောက်တယ် ကျွန်တော်ခုန beauty effect ပိတ်ထားပိတ်ထားတယ် okay အဲ့တော့ selfie camera ကလည်းဘာမှပြောစရာမလိုဘူးဆိုတော့ဒီဈေးတန်းဝတ်ကျင်မှာဒီကောင် camera ဘိုင်းမှာလည်းအားနှစ်ချက်အရင်ရှိနေတဲ့ကောင်တော့မဟုတ်ဘူးတစ်ခုပဲကျွန်တော်နိုင်မှုကိုတရားလေးတော့စမ်းကျင်သေးတယ်ဆိုတော့ကျွန်တော် battery ဘိုင်းဆက်သွားပါဦး4500 mAh battery ကို 120Hz နဲ့ကျွန်တော်တနေကုန်တနေကန်သုံးကြည့်တယ်။တနေကုန်တနေကန်သုံးကြည့်ရဆိုတော့ကျွန်တော်မနက်ကဒီဖုန်းကိုရာတဲ့ကကျွန်တော်တောက်လျှောက်သုံးလာတာတွေက Twitter သုံးတာများတယ်။ Twitter သုံးတဲ့အချိန်တော်တော်များတယ်။အဲ့လိုပဲ YouTube ကြည့်တယ်။နောက် PUBG ကတပွဲဆော့တယ်။ Mobile Legends သုံးပွဲဆော့တယ်။ အဲ့လိုအားလုံးဆော့ပြီးတဲ့အချိန်ပိုင်းအခုနေ့နေ4:53မှာ30%လောက်ထိကျန်သေးတယ်ဆိုတော့အရင်ခဏတည်းမှာတော့မပေါဘူးလို့ပြောလို့မရပြန်ဘူးဒါပေမဲ့လောလောဆယ်ဘက်ထရီကတော့ကျွန်တော်စမ်းဖို့လိုအောင်မယ်လို့ထင်တယ်ဘယ်လောက်ထိ ဟို optimize ကောင်းလာရင်ဘယ်လောက်ထိပိုခံလဲဆိုတာကျွန်တော်အဖြစ်တစ်ခုခုတော့ထွက်လိုက်မယ်လောလောဆယ်ကျွန်တော်အမြင်တော့ဟို on screen တိုင်းကိုအနည်းဆုံးဒီကောင်မရဘူးဆိုရင်တော့9နိုင်6နိုင်ဝင်ကျွန်တော်တော့ရလိမ့်မယ်လို့ထင်တယ်30ဝက်ခြာကြံကတော့တေးချပါတယ်ကျွန်တော်27ဝက်မှာတွင်းတာတနင်္ဂနွေ15လောက်တွင်းရဆိုတော့ဒီကောင်ကတနင်္ဂနွေဝင်းကျင်လောက်နဲ့အားအပြည့်တွင်းနိုင်လိမ့်မယ်လို့မြင်တယ်အဲ့တော့ဒီကောင်ရဲ့ audio byte မှာဒီစေတဲ့ဝင်းကျင်မှာတွင်းနေကြ mono speaker ပဲပြောရမယ်ဆိုရင်ဗျာဘာမှထွေထွေတူတူပြောစရာမရှိဘူးဆိုပေမဲ့သူ့အတန်ထွက်လေးကတော့တော်တော်လေးအဆင်ပြေတယ် ဘာဖြစ်ဖြစ် mono speaker ဖြစ်တယ်ဆိုတာကတော့ကျွန်တော်ပြောပြီးသားပဲပေါ့နော်ဒီဟာကိုအားနဲ့ထဲထဲတော့ထည့်ကျင်တယ်ဒါပေမဲ့ဒီဈေးတန်းဝင်ကျင်တခြားဖုန်းတော်တော်များများမှာလည်း stereo speaker မဖြစ်သေးဘူးဆိုတော့အားနဲ့လို့လည်းပြောလို့မရဘူးလို့ကျွန်တော်ပါတာကျွန်တော်ဖြည့်တွေးလို့ရတယ်ပေါ့နော်အဲ့တော့ထားပါဒါကတော့တိတ်တော့အရင်အရေးမကြီးဘူးဒါပေမဲ့၃သိန်းဝင်ကျင်မှာဒီ speaker အတန်းထွက်ဒီအရေးအသွေးဒီအနေထားတော့လက်ခံလို့ရတဲ့အနေထားမှာရှိတယ် ော့ဒီဗီဒီယိုလေးကအဆုံးသတ်ဖို့အချိန်ရောက်လာပြီဒီဖုန်းကိုကျွန်တော်ဘယ်လိုသူတွေအတွက် recommend ပေးလို့ရနိုင်လဲဆိုရင်တော့အဖြစ်အရှင်းပါတယ်3သိန်းဝန်းကျင်ဖုန်းတစ်လုံးရှာနေရဆိုတော့လူတိုင်းအတွက်ကိုကျွန်တော် recommend ပေးလို့ရပါတယ်ဒါပေမဲ့တစ်ခုပဲကျွန်တော်ပြောခဲ့တဲ့အတိုင်း MIUI ကိုကိုကကြိုက်မကြိုက်ခဲ့နောက်ပြီးတော့ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ global version များအတွက်ဒီ Google နဲ့ပတ်သက်ဆက်နွယ်နေတဲ့ Google ကို base data ရဲ့တချို့တချို့သော application လေးမှာခုနကကျွန်တော်ပြောသူဖူပန်တာပေါ့နော်အဲ့လိုကောင်းလေးမှာ ခုနကျွန်တော်ဆန်းခဲ့တာတော့မရသေးဘူးတခြားရာဘီရဲ့သူတွေရှိရင်လည်းအဆင်ပြေသွားပြီဘလို့ပြေရဲဆိုတာလေးကိုကိုမမကျွန်တော်တို့ကိုကူညီပြီးတော့ရေးပေးဖို့လည်းဖိတ်ခေါ်ခြင်းနဲ့အဲ့လိုလူတွေကလွဲပြီးတော့ကျန်တဲ့သူတွေအကုန်လုံးကဒီဖုန်းဝယ်လို့ရပါတယ်လို့ပြောရင်အဆုံးထိကြည့်ပြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ